င်္ဂလာပါရှင် ကျမတို့ရဲ့မိုးလေဝသသတင်းချန်နယ်လေးကကြိုဆိုလိုက်ပါတယ်။လာမည့်9ရက်စာမိုးလေဝသအစီရင်ခံစား12ရက်နေ့အတွက်ခန့်မှန်းချက် နေပြည်တော်စကိုင်းတိုင်းပဲခူးတိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းနဲ့ ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲကြံတိုင်းနေပြည်နယ်များတွင်နေရာစိတ်စိတ်မိုးထစ်ချုံရွာပြီးစကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်ဆက်3ရက်နေ့အတွက်ခံမှန်းချက်တပြည်လုံးတွင် နေရာစိတ်စိတ်မိုးထစ်ချုံရွာပြီး နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းပဲခူးတိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍ငိုကြီးနိုင်ပါသည်ဆက်လေးရက်နှစ်အတွက်ခံမှန်းချက်တပြည်လုံးတွင် နေရာစိတ်စိတ်မိုးထစ်ချုံရွာပြီး နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းပဲခူးတိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်15ရက်နေ့အတွက်ခမ်းမန်းချက်တပြည်လုံးတွင် နေရာစိတ်စိတ်မိုးထစ်ချုံရွာပြီး နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းပဲခူးတိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည် မကွေးတိုင်းမန္တလေးတိုင်းနေပြည်တော်စကိုင်းအောက်ပိုင်းမေလ12ရက်မှ20ရက်အတွင်းမိုးရွာသွန်းမှုအခြေအနေများကိုဖော်ပြပေးပါမယ်မန္တလေးတိုင်းမေလ12မှ18ရက်ထိနေရာစိတ်စိတ် မကွေးတိုင်းမေလ14မှ16ထိနေရာစိတ်စိတ်။စကိုင်းအောက်ပိုင်းမေလ13မှ20ထိနေရာစိတ်စိတ်။နေပြည်တော်မေလ12မှ18ထိနေရာစိတ်စိတ်။နေရာအနှံ့အပြားလည်းဖြစ်နိုင်သည်။ကျန်းရဲများနေရာကျဲကျဲမှ စိတ်စိတ်မိုးရွာပါမည်။စကိုင်းအောက်ပိုင်းနှင့်မကွေးတိုင်းတို့မေလ18နောက်ပိုင်းရက်များအထူးတည်ထားပါ။ ခံမှန်းချက်မပြောင်းလဲပါကမိုးလွန်များတဲ့အတွက်ရေကြီးရေရှမ်းခြင်းများဖြစ်လာနိုင်သည်။စိုက်ခင်းများရေထုတ်မြောင်းများ တူထားကြပါ။အထူးသဖြင့်မကွေးမြောက်ချမ်းနှင့်စကိုင်းအထက်ပိုင်းတို့ရာသီဥတုဆိုးနိုင်ပါသည်။မြမပြည်တဝန်းလုံးအရလာမည့်မေ12ရက်မှစ၍နေ့ဆက်၄ရက်နေ့ထိမြမနိုင်ငံတပြည်လုံးရှိမြို့ရွာဒေသများအလုံးနေရာအနှံ့အပြားမိုးရရှိပါလိမ့်မယ်။ စိုက်ပျိုးရေးတောင်သူများအားလုံးအောင်မြင်ဖြစ်ထွန်းပြီးဝင်ငွေကောင်းစွာဖြင့်အစဉ်ပြေချောမွေ့နိုင်ပါစေရှင်။မိုးလေဝသတရင်တွေကိုအချိန်နဲ့တပြေးညီတရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအစ်တတင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်။